်စွာဘုရားကတော့မိဘကိုကျေးဇူးဆက်တဲ့ပုဂ္ဂိုလ်ပြုစုလှုပ်ကြွေးတဲ့ပုဂ္ဂိုလ်ဟာဒီဘဝနဲ့ကိုပဲချမ်းသာမယ်တဲ့တူတူလေးဟောထားတယ်နော်ဒုက္ခမတ္တယတာလောကီထောပိတ္တယတာဒုက္ခအမိကိုလှုပ်ကြွေးပြုစုတဲ့ပုဂ္ဂိုလ်အဖကိုပြုစုလှုပ်ကြွေးတဲ့ပုဂ္ဂိုလ်ဒီဘဝနဲ့ကိုချမ်းသာလိမ့်မယ်တဲ့အဲ့ဒါအခုဒီခေတ်မှာမိဘကိုပြုစုလှုပ်ကြွေးလို့ချမ်းသာဒုက္ခနဲ့ပြည့်စုံကြတဲ့လူတွေအများကြီးရှိတယ် လက်တွေ့နော်လက်တွေ့နော်ဟိုဘဝကုပီတိအထိအကျိုးပေးမဆောင်ဘူးဒိဋ္ဌာဓမ္မဝေဒနိယကံအနေနဲ့မိခင်ဖခင်တော့ပုံမှာတိတက်နန်းလေလိမ်မာတဲ့သာသမီဒီဘဝတွင်ချမ်းသာတာရှိတယ်ဟုတ်ရလားပြီးတော့ဦးဇင်းတို့ဟိုတရားမင်းဖြစ်စေတတ်တဲ့ကံဆိုပြီးတော့မြတ်စွာဘုရားမဟာလိကိုဟောထားတာရှိတယ်တရားဖြစ်အောင်ကျင့်ရမယ်အကျင့်တရားဟိုမဟာလိမင်းသားကမြတ်စွာဘုရားကိုလာပြီးတော့ရှောက်တယ်ရှင်ဘုရားတဲ့ တရားမင်းဆိုတာကိုမြတ်စွာဘုရားမြင်ဘူးလားတဲ့အဲ့တော့မြတ်စွာဘုရားကမြင်ဘူးတယ်လို့ပြောတော့အရှင်ဘုရားမြင်ဘူးတဲ့တရားမင်းကအတုအယောင်ပဲဖြစ်မယ်ထင်တယ်တဲ့ဘုန်းဆိုတရားဆိုတာကတာမန်လူတွေမြင်ဖို့သိခဲရင်းတယ်နော်သူကတရားကိုဘုရားတဲ့မြတ်တော်အထင်ကြီးသေးသလားမသိဘူးသိလားအဲ့ဒီမဟာလိဖြစ်နေပုံကအဲ့ဒီမှာမြတ်စွာဘုရားကမဟာလိကိုပြောတယ်တရားမင်းကိုငါမြင်လဲမြင်ဘူးတဲ့တရားဖြစ်အောင်ဘယ်လိုလုပ်ရမယ်ဆိုတာလဲငါကောင်းကောင်းသိတယ်တဲ့တရားအကြောင်းကအကုန်လုံးသိတယ် အဲ့ဒီမှာတရားဖြစ်အောင်ကျင့်ရမယ်ကျင့်စဉ်ဆိုတာထဲမှာ မိခင်ဖခင်ကိုကြွေးမွေးရမယ်ဆိုတာတစ်ချက်ပါလေဟုတ်ရလားဒါဥစဉ်တို့မိဘနဲ့ပတ်သက်ပြီးတော့စုဆောင်းထားတာလေးပေါ့လေပြီးတော့သူဝနာတမဆတ်ထဲမှာမိဘကိုပြုစုလှုပ်ကြွေးတဲ့ပုဂ္ဂိုလ်များ衲တွေကတောင်ဆေးကုတယ်လို့ဒါရိုက်ပါဠိတော်ထဲမှာဟောထားတာရှိတယ်အဲ့ဒါပေးတဲ့ဘောင်သူတော်ကောင်းတို့ကိုဘဝမှာအခက်ခဲအကျက်တဲတွေဆိုတာ တခါမဟုတ်တခါတွေ့ရတတ်တယ်နော်ကျမ်းမာရေးအရာအမျိုးမျိုးသောအရေးတွေကြောင့်အဆင်မပြေတာတွေတွေ့လာရင်ငါမိဘအပေါ်မှာစိတ်ကောင်းနှလုံးကောင်းထားတယ်တတ်နိုင်တယ်မြပြူစုတယ်လှုပ်ကြွေးတယ်အီမန်တဲ့သစ္စာတကားကြောင့်အဆင်ပြေပါစေပြီးတဲ့မကောင်းဘူးလားအေးကို့ဘဝမှာအဆင်ပြေမှုတွေရနိုင်တယ်နော် net တွေကတော့ဈေးကူတယ်လို့ပြောထားတယ်ဟုတ်ရလားအေးပြီးတော့ဦးဇင်းတို့ဟောမင်္ဂလာတရားဖြစ်တယ်တဲ့မိဘကိုကျွေးစုပြူစုလှုပ်ကြွေးတာ ဒါကတော့ပိတ္တုအလုံးသိပြီးသားပါအဲ့တော့မင်္ဂလာဆိုတာဘာတုံးဆိုတော့မကောင်းမှုကိုဖယ်ရှားပြီးတော့ကောင်းမှုတွေကိုတိုးပွားလာစေတဲ့သဘောအဲ့ဒါကိုမင်္ဂလာလို့ခေါ်တာမဟုတ်လားအဲ့တော့မိဘကိုပြုစုလုပ်ကြွေးတယ်ဆိုရင်ဦးဇင်းတို့စိတ်ထဲမှာသဘောပေါက်တာကတော့တေချာပေါက်ဒီပုဂ္ဂိုလ်ဟာနောင်တအေးလိမ့်မယ်နောင်တရစရာအကြောင်းမရှိဘူးငါလှုပ်တင်လှုပ်ထိုက်တာကိုလှုပ်ခဲ့တယ်ကြည်နူးမှုဝမ်းသာမှုအပြည့်ပေါ့နောက်မိဘနဲ့သားသမီးရဲ့ဆက်ဆံရေးမှာ သာသမီတွေကအမြဲတမ်းမိဘကိုကျေးဇူးရှင်တယောက်အနေနဲ့ချစ်မြတ်နိုးမှုနဲ့ဆက်ဆံပဲဆိုရင်မိဘတွေကအဲ့ထထက်သာတဲ့မြစ်တံနဲ့သာသမီကိုပြန်ပြီးတော့မတုံ့ပြန်မေဘူးလား။အသာသမီလေးလိန်မာလိုက်တာတော်လိုက်တာ။သာသမီကမိဘကိုတရားဖို့ပြီးတယ်ဆိုရင်မိဘကတထောင်ဖို့တထောင်ဖို့လောက်ခံစားတာ။ဟုတ်ရမို့လား။ပြောကျင်တာကဘာတော့။ငါပုံမှာပြန်ပြီးတော့တိတတ်တယ်နော်ဆိုတဲ့အသိစိတ်လေးကြောင့်မိဘကသာသမီကိုပူလို့တောင်း ထပ်ပြီးတော့ချစ်ရတယ်မြတ်နိုးရတယ်အဲ့မှာမေတ္တာတွေတပတ်လေသွားတယ်ပေါ့ဒါဥစဉ်တော့ကလောကကြီးကိုမိဘနဲ့သားသမီးဆက်ဆံရေးကိုအဲ့လိုဖြစ်စေချင်တာအခုတပတ်ကတိတ်မလဲကြဘူးဒီလားနော်တခါကြီးဒီမိုင်းမြသားသမီးကမိဘအပေါ်မှာပြန်ပြီးတော့တုံ့ပြန်မှုမရှိတော့မိဘတွေကလည်းသားသမီးကိုတိတ်ပြီးတော့ဘာတော့အကောင်းမပြောနိုင်ဘူးဒီခက်ကလေးတွေကပြောလို့ကိုမကောင်းပါဘူးဆိုပြီးတော့မိဘတွေကလည်းသားသမီးရဲ့အပေါ်မှာမြစ်တာကနည်းနည်းခန်းတဲ့သဘောမျိုးဖြစ်မလာပြီဘူးလား ာဒါပုထုရှင်သဘောနော်တခါကြီးမိုင်းမရတော်တဲ့သာသမီနဲ့ဆိုးတဲ့သာသမီဟာတော်တဲ့သာသမီကိုပို့ချင်မှာပါပဲတန်ရောစဉ်အရာဆိုးတာလဲကိုသားဆိုးလို့မို့ကိုချစ်ရတာလေးတွေလည်းရှိတော့ရှိတာပေါ့ဒါပေမဲ့ကို့အပေါ်မှာတိတက်တဲ့စိတ်နဲ့ကျေးဇူးတရားကိုနားလည်တဲ့စိတ်နဲ့လိမ့်လိမ့်မာမာနေတဲ့သာသမီတုံ့ပြန်တဲ့သာသမီအမြဲတမ်းကို့အပေါ်မှာကောင်းတဲ့သာသမီကိုမိဘတွေဟာမေတ္တာတွေပို့ပြီးတော့မပေးနိုင်မေဘူးလားပေးနိုင်မယ် အဲ့ဒါလို့ဆိုရင်မိဘမေတ္တာကြောင့်သာသမိမေတ္တာဖြစ်တယ်သာသမိမေတ္တာကြောင့်မိဘမေတ္တာဖြစ်တယ်အဲ့ဒါလို့စည်းစည်းကပ်ကပ်နော်စူးစူးပြည်ပြည်လေးနေရရင်ဒီမိသားစုตายရစရာမကောင်းဘူးလားအေးဒါကုသိုလ်တွေနော်တကယ်ယူမိုက်မြတ်ကုသိုလ်တွေအဲ့ဒါလို့မဟုတ်ဘဲနဲ့ကိုကပြန်လဲတုံ့ပြန်မှုသိမရှိဘူး၆ကပ်ကပ်နဲ့ဟုတ်လားမိဘပေါ်မှာမကြည်သလိုကြည်သလိုလုပ်နေရင်မိဘကကဘယ်လိုနေမှာတော့ မချစ်ဘူးတော့မဟုတ်ပါဘူးသို့တော့အဲ့အရာကြီးကိုမြင်ရတာမိဘတွေရဲ့စိတ်ထဲမှာကြည်နူးမှုရှိမလားမရှိဘူးအဲ့ဒါမိဘတွေကလည်းသားသမီးတွေကိုတွေ့တိုင်းတပြစ်တောက်တောက်နဲ့ပြောအဲ့မှာသားသမီးနဲ့မိဘရဲ့ဆက်ဆံရေးကဘလို့ဖြစ်တော့ဘလို့မှအဆင်မပြေဘူးသားသမီးကလည်းမိဘကိုနားလည်းမပေးဘူးမိဘကလည်းသားသမီးကိုနားလည်းမပေးဘူးဟုတ်ရဲ့လားအဲ့ဒါလိုတယောက်တယောက်ကိုနားမလည်ပဲနဲ့ဒီလိုနဲ့မဖြစ်လို့သာအတူတူနေနေရတယ်နေခြင်းလွန်းလို့ဆိုတဲ့စိတ်ကတိတ်ပြီးတော့မရှိဘူး မကောင်းတော့ဘူးเนาะတကယ်ကမိုင်မြာဟုတ်ရလားဒါကြောင့်အဲ့ဒါမျိုးတွေမဖြစ်အောင်မေတ္တာတွေတပတ်လည်သွားအောင်မိဘကျေးဇူးကိုတည်မြဲနားလည်ပြီးတော့ချိုးသားတဲ့စကားအေဂျင့်နဲ့မေတ္တာတက်နိုင်တယ်မြတ်ပြုစုယူရပြီးတော့ဖေးဖေးမမနေမယ်ဆိုရင်မကောင်းဘူးလားကောင်းတယ်ဒါကျေးဇူးဆက်ချင်းရဲ့ကျေးဇူးတည်ခြင်းရဲ့အကျိုးတရားတွေဘယ်သူငင်းနိုင်မလဲမငင်းနိုင်ဘူးဟိုနောက်ဘဝကြမှာရမယ်အကျိုးကျေးဇူးတွေပါတယ်ဦးဇင်းတို့တိတ်မပြောဘူးနော်တကယ်ယူမိုက်မြတ် ဟုတ်ရလားအေးဒီဘဝတင်ကိုပဲအေးအေးချမ်းချမ်းမရှိပေဘူးလားရှိမယ်ဒါကြောင့်မိဘရဲ့ကျေးဇူးကိုသိမြင်နားလဲပြီးတော့ဟုတ်အ ਨੇ ဆုံးကျေးဇူးသိတယ်ဆိုတဲ့စိတ်ဟာအင်မတန်ချမ်းသာတဲ့နူးညံ့တဲ့စိတ်တစ်မျိုးနော်ငါ့ပေါ်မှာ तू တော်တော်ကောင်းတာပဲဒါလေးစဉ်းစားမိတာနဲ့ဘာမှမတုံ့ပြန်တဲ့အုံးတေချာပေါ့ကိုယ်စိတ်ထဲမှာကောင်းတဲ့သဘောဖြစ်ကိုဖြစ်တယ်ပေးတဲ့တို့ခံစားလို့ရတာဥစဉ်ပြောတာကိုအေးအဲ့ဒီစိတ်တွေများလာလို့ရှိရင် ငါအမေကိုဘာလို့ပေးရမလဲငါအဖေကိုဘာလို့ပေးရမလဲအဲ့ဒီစိတ်တောက်လျှောက်ဆက်ပြီးတော့မဖြစ်ပေဘူးလားဖြစ်မှာပဲကောင်းတာတွေအများကြီးဆက်ဖြစ်သွားမှာနော်ဒါကြောင့်မိဘရဲ့ကျေစုတရားတွေကိုအများကြီးသိအောင်ကြိုးစားရမယ်ဦးဇင်းတခါတလေစဉ်းစားကြည့်တာကကိုကိုတိုင်းမိဘနေရာကိုရောက်နေတာတောင်မိဘရဲ့အကြောင်းကိုမစားနိုင်နိုင်တဲ့လူတွေကိုဦးဇင်းကတော်တော်ကိုအံ့ဩတယ်တောင်ကောင်းတော့မိဘကျေစုဆက်သွားဖြင့်ရနိုင်တဲ့အကျိုးကျေးဇူးတွေကိုပြောရင်ကုန်နိုင်ပေါ်ရရှိမလားမရှိ